ကျွန်တော်တို့ပါတီမှာပေါ့နော်အကျွန်တော်တို့ပါတီကအခု2025ခုနှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲမှာပြည်ထောင်စုတဝန်းလုံးမှာအပါဝင် ရှင်ပြိုင်မဲ့ပါတီဖြစ်ပါတယ်။နော်ကျွန်တော်တို့ပါတီမှာအဲကျမပေါ့နော်ခုနကတော့ဟိုဒီအရှိတုံးကတော့ကျမတို့အဲဒီကျမတို့ပါတီမှာကထုတ်ပြန်တဲ့ရွေးကောက်ပွဲကြေညာစာတမ်းပေါ့ရှင်ဒီရွေးကောက်ပွဲကြေညာစာတမ်းလေးရဲ့မာတိကာကိုကျမစုံစုံလင်လင်ရှင်းပြခဲ့ပြီးဖြစ်ပါတယ်အဲ့ဒီမှာမှာ အဲအဲ့ဒီမှာမှကျမဟိုမာတိကာဒီနံပါတ်ဒီမပြောတော့ပဲနဲ့ပေါ့နော်အဲကျမအဲဒီထဲကထုတ်နှုတ်ပြီးတော့မှကျမရှင်းလင်းတင်ပြသွားချင်တာဖြစ်ပါတယ်ရှင်အခုတော့ကျမဘာကိုပြောချင်တာလဲဆိုလို့ရှိရင်ဒီဘိုချုပ်အောင်ဆန်းပေါ့နော်ဘိုချုပ်အောင်ဆန်းအဲပြောခဲ့တဲ့မိန့်ခွန်းတွေကကောက်နှုတ်ချက်တွေကိုကျမအဲကျမတို့ဟိုပါပေါ့နော်ကျမတို့ပါတီရဲ့ရွေးကောက်ပွဲကြီးညာဆန်းမ်းမှာထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်အဲဒီလိုလေးထည့်သွင်းဖော်ပြထားတာဖြစ်ပါတယ်ရှင် ဆိုလို့ရှိရင်အဲ့ဒီမှာအဲကျွန်မပထမဦးဆုံးပြောချင်တာကတော့ပေါ့နော်အဲဗိုလ်ချုပ်အောင်ဆန်းကနေပြီးတော့မှအဲဒီဖဆပလရဲ့ပနာမပြင်ဆင်မှုညီလာခံမိန့်ခွန်းဆိုပြီးတော့မှ1948ခုနှစ်မေလ16ရက်နေ့မှာအပြောကြားခဲ့တဲ့ပြောကြားခဲ့တာဖြစ်ပါတယ်ရှင်ဂျူဘလီဟောမှာကျင်းပတာဖြစ်ပါတယ်1948ခုနှစ်မေလ16ရက်နေ့ဂျူဘလီဟောမှာကျင်းပတဲ့ဖာစာပါလာရဲ့ပနာမ ပြင်ဆင်မှုညီလာခံမိန့်ခွန်းပေါ့နော်အဲ့ဒီမှာဘာပြောလဲဆိုလို့ရှိရင်လူထုဘဝလက်ငင်းမြင့်တင်ပေးရမယ်တကယ့်ဒီမိုကရေစီဆိုတာဘာလဲဆိုတာကိုဗိုလ်ချုပ်အောင်ဆန်းကနေပြီးတော့မှဒီဗိုလ်ချုပ်အောင်ဆန်းရဲ့မိန့်ခွန်းကောက်နှုတ်ချက်အနေနဲ့ကျမတို့ဟိုဟိုဟိုပေါ့ရှင်ပြည်သူလူထုကိုရှင်းလင်းတင်ပြချင်တာဖြစ်ပါတယ်ရှင်အဲကျွန်မဖတ်ပြခြင်းပါတယ်တကယ့်ဒီမိုကရေစီဆိုတာနိုင်ငံရေးသဘောတရားအရပြည်သူတွေရဲ့အကျိုးအတွက်ပြည်သူတွေကတင်မြှောက်ထားတဲ့အစိုးရဖြစ်ုံနဲ့မပြီးသေးဘူး အဲ့ဒီအစိုးရဟာပြည်သူတွေရဲ့လက်ငင်းစည်းပွားရေးအဆင့်တန်းကိုအခွင့်အရေးတန်းတူရနိုင်တဲ့အခြေအထိမြင့်တင်နိုင်အောင်ဆောင်ရွက်ပေးနိုင်မှတကယ့်ဒီမိုကရေစီအထိတက်လှမ်းနိုင်မယ်လို့ပြောသွားတာဖြစ်ပါတယ်ရှင်။အဓိကတော့ကျမတို့ဒီမိုကရေစီဆိုလို့ရှိရင်ကျမတို့အဲကျမတို့ပြည်သူလူထုရဲ့နိုင်ငံရေးနိုင်ငံသားအခွင့်အရေးပေါ့နော်။မဲပေးပိုင်ခွင့်ရှိမယ် မဲပေးပိုင်ခွင့်ရှိတယ်တာဝန်လည်းဟုတ်တယ်အခွင့်အရေးလည်းဟုတ်တယ်တပြိုင်နက်တည်းမှာလည်းရွေးကောက်ခံပိုင်ခွင့်ရှိတယ်တော့အဲ့ဒါကြောင့်မလို့ကျွန်တော်တို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆိုတာရှိတယ်နိုင်ငံရေးပါတီတွေကနေပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှာကျွန်တော်တို့မှတ်ပုံတင်ပြီးတော့မှပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကနေဦးစီးပြီးတော့မှကမကထလုပ်ပြီးကျင်းပပေးတဲ့အထွေထွေရွေးကောက်ပွဲကြီးတွေဒီပြီးလို့ရှိရင်ကျွန်တော်တို့ကြားပြရွေးကောက်ပွဲတွေမှာကျွန်တော်တို့ပါဝင်ရှင်ပြန်ကြရတယ်ပေါ့နော်ဒါသည်ဒီမိုကရေစီနီလန်းအရာဆောင်ရွက်ကြတာတွေဖြစ်ပါတယ် အဲအဲ့ဒါကဘာလဲဆိုလို့ရှိရင်ပြည်သူတွေရဲ့အကျိုးအတွက်ကိုပြည်သူတွေကတင်မြောက်ထားတဲ့အစိုးရဖြစ်ပါတယ်ရှင်။ကျွန်တော်တို့ရွေးကောက်ပွဲပြီးသွားတဲ့အချိန်မှာပြည်သူတင်မြောက်တဲ့နော်ပြည်သူရွေးကောက်ခံအစိုးရတက်လာမှာဖြစ်ပါတယ်။အဲဒါသည်ပြည်သူလူထုကတင်မြောက်ထားတဲ့အတွက်ပြည်သူတွေရဲ့အကျိုးအတွက်ဆောင်ရွက်ရမယ့်အစိုးရတရဖြစ်ပါတယ်ရှင်။ အဲအဲ့လိုဖြစ်ရုံနဲ့မပြီးသေးဘူးအဲ့ဒီအစိုးရတွေဟာလည်းတော့ပြည်သူလူထုရဲ့လက်ငင်းဘဝကိုအဆင်ပြေစေဖို့လို့အတွက်ပေါ့နော်ဆိုလို့ရှိရင်လူတိုင်းလူတိုင်းကမိမိကံညာဝရိယအလျောက်စ조사အားထုတ်ရင်အားထုတ်ပိုင်권ရှိသလောက်ပေါ့နော်အဲရှိသလောက်အကျိုးအကျိုးရပိုင်권ပေါ့နော်ဒါတွေကို ဒါတွေကိုဆောင်ရွက်ပေးဖို့လိုပါတယ်မြင့်တင်ပေးဖို့လိုပါတယ်အဲ့ဒါမှသာလျှင်ဒီမိုကရေစီရဲ့အကျိုးရလဒ်ကိုပြည်သူလူထုတွေခံစားရမှာဖြစ်တယ်လို့ဗိုလ်ချုပ်အောင်ဆန်းက1948ခုနှစ်မေလ16ရက်နေ့ဂျူဘလီဟောမှာကျင်းပတဲ့ဖာစာပါလာပမာပနာမပြင်ဆင်မှုညီလာခံမိန့်ခွန်းမှာပြောခဲ့တာဖြစ်ပါတယ်ရှင်အဲနောက်တစ်ခုပေါ့နော်နောက်တစ်ခုကတော့ကျမတို့ခေါင်းစဉ်မှာလည်းတတ်ထားတယ်မရေရာသောအနာဂတ်အတွက်တေချာသော လုပ်ငန်းလမ်းစဉ်ဆိုတာပေါ့နော် ဆိုလို့ရှိရင်လုပ်ငန်းလမ်းစဉ်ပါတီဆိုတာဘာလဲပေါ့နော်ကျမတို့ပါတီဟာလုပ်ငန်းလမ်းစဉ်ပါတီပေါ့နော်မူဝါဒနဲ့လုပ်ငန်းစဉ်အတိအကျရှိတဲ့ပါတီအနေနဲ့ကျမတို့တည်ထောင်ထားတာဖြစ်ပါတယ်အဲ့ဒါကြောင့်မလို့ programmatic ဆိုတာပါတီဆိုတာဘာလဲဆိုလို့ရှိရင်နော်ကျမတို့ပြည်သူ့ရှေ့ဆောင်ပါတီဟာနော်တယုတ်လက္ခဏာပေါ့နော် identity identity တယုတ်လက္ခဏာဆိုတာဘာလဲဆိုလို့ရှိရင်ကျမတို့အာလူမျိုးပေါ်လဲလူမျိုးကိုအခြေခံပြီးတော့မှဖွဲ့စည်းထားတဲ့နိုင်ငံရေးပါတီလဲဖြစ်နိုင်တယ်လို့ ဲဘာသာပေါ်မှာတချို့နိုင်ငံတွေမှာပေါ့နော်ဘာသာပေါ်မှာအအခြေခံပြီးဖွဲ့စည်းတည်ထောင်ထားတဲ့ပါတီတွေဖြစ်တယ်ဒေတာပေါ်မှာအခြေခံပြီးတော့မှဖွဲ့စည်းတည်ထောင်ထားတဲ့ပါတီတွေဖြစ်တယ်အဲ့လိုမျိုးတရုတ်လက္ခဏာ identity ပေါ်မှာအခြေခံထားတဲ့ပါတီမဟုတ်ပါဘူးကျွန်မအဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်နောက်တစ်ခုကတော့နိုင်ငံရေးအယူဝါဒပေါ့နော် ideology တွေပေါ်မှာအခြေခံတဲ့ပါတီလည်းမဟုတ်ပါဘူးရှင့် ဒီနိုင်ငံရေးအယူဝါဒ ideology ပေါ့နော်တချို့ညာဘက်ဆွန်ရောက်ညာညာဘက်ဘယ်ဘက်ရင်းနေညာဘက်ရင်းနေစသဖြင့်ပေါ့နော်ဒါမျိုးတွေမဟုတ်ဘဲနဲ့ကျမတို့ကကျမတို့ပါတီဟာဒီနိုင်ငံရေးအယူဝါဒပေါ့နော်ဘယ်ဘယ်ရင်းလားညာရင်းလားဆိုတဲ့ ideology တွေကိုအခြေခံထားတာမဟုတ်ဘဲနဲ့ကျမတို့ပါတီဟာအလေအလတ်လမ်းစဉ်နဲ့မစ္စိမပြိပရာလမ်းစဉ်နဲ့တွားမယ်မူဝါဒနဲ့လုပ်ငန်းလမ်းစဉ်အတိအကျရှိတဲ့ programmatic party တရားဖြစ်တယ်ဆိုတာကိုဟိုကျမတို့ဟိုရှင်းလင်းတင်ပြထားတာဖြစ်ပါတယ်ရှင့် အဲ့ဒါပါလဲဆိုလို့ရှိရင် ကျမတို့လူတုဘွားရဲ့လူတို့ပြည်သူလူထုတွေရဲ့လုပ်ငန်းဟိုပါเนาะပြည်သူလူထုတွေရဲ့ဘဝကိုကျမတို့ဟိုအထောက်ထားအချက်လက်တွေမြေပြင်စင်းနေကျမတို့စနစ်တကျကောက်ယူလေ့လာပြီးတော့မှာကွင်းစင်းကွင်းစင်းစစ်တမ်းနေနဲ့ရွေးကောက်ပွဲဝင်မဲ့ကိုယ်စားလှယ်လောင်းနေရဲ့အကြံပြုချက်တွေနဲ့အားလုံးကိုအစုစည်းရေးဆွဲထားတာဖြစ်တဲ့အတွက်ကြောင့်မို့ အဲဒီ2025ခုနှစ်ရွေးကောက်ပွဲကြေညာစာတမ်းဟာဆိုလို့ရှိရင်ကျွန်တော်တို့ inclusive manifesto ပေါ့နော် manifesto ဆိုတာတော့ election manifesto ဆိုတာတော့ရွေးကောက်ပွဲကြေညာစာတမ်းဖြစ်ပါတယ် inclusive ဆိုတာတော့ကျွန်တော်တို့အားလုံးပါဝင်ရေးဆွဲထားတယ်အများပါဝင်မှုဖြင့်ပြုစုထားတယ်ရွေးကောက်ပွဲကြေညာစာတမ်းဖြစ်တယ် inclusive manifesto ဖြစ်ကြောင်းကျွန်မပြောကြားလိုပါတယ်ရှင် PPP PPP ဒီလိုရှိဆောင်